အအပြင်မှာတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးအပြင်မှာကတော့ဟိုကပတ်စံလည်းအလောက်အရင်ချမ်းသာတယ်ဒီမျိုးမဟုတ်ဘူးလေဒါပေမဲ့ဟိုရှိတဲ့အနေထားလေးကိုတော့ညီကုံမောင်နှမလိုအပ်တဲ့သူပေါ့နော်အဲ့လိုမျိုးလေးလေးဆိုရင်တော့အမကကူညီတတ်တဲ့သူပါဟို အဲ့လိုပြောလို့ပတ်စံချီးတယ်ဆိုတာမျိုးမဟုတ်ဘူးเนาะပတ်စံမချီးဘူးဘသူ့ကိုပါလာနောက်နေ့လာချီးမယ်နောက်နေ့လာချီးမယ်ဒီကိုရီးယားတငယ်ချင်းအချင်းချင်းဘလောက်ပဲချစ်ချစ်ပေါ့เนาะအရင်ရင်းနေတဲ့ငယ်ပေါင်းကြီးပေါ့တငယ်ချင်းနေရာဆိုအကုန်လုံးကိုပြောထားတယ်အဲပတ်စံမရှိမချီးဘူးဘသူ့ကိုမှမချီးဘူး လိုအပ်ရင်တခြားသူတို့သွားချီဘာဖြစ်လို့ဆိုတော့ပတ်စံကြောင့်ခင်မင်မှုတွေမပြတ်ချင်ဘူးချစ်တဲ့တန်ရောစင်တွေမကုံချင်ဘူးပေါ့နော်အဲ့ဒီတွေလည်းဘယ်တငငချင်းမှလည်းကိုယ်စီရမချီဘူးကိုကလည်းဘသူစီရမှပတ်စံမချီဘူးမေပတ်စံမချီပါဘော obviously obviously တော့ပြန်ကြောက်မှုလားအဲ့လိုမဝဲချင်တော့အဲ့လိုပါအဲမကြောက်ဘူးတာနာကရအများကြီးပဲနော်အဲ့လိုမျိုးအဲအဲ့ပေါ့ဘာရှိ ကိုလည်းကြားနေရတာပဲเนาะဘာဝင်းကျင်ပါလဲအဲ့လိုပတ်စံချိလိုက်လို့ဟိုတငယ်ချင်းချင်းချင်းစိတ်ဝမ်းကွဲရတာတွေမခေါ်နိုင်တာတွေမပြောနိုင်တာတွေအဲ့လိုမျိုးတွေဖြစ်သွားရင်ဟိုနှစ်တွေကြာကြီးပြုစုပြိုးထောင်လာတဲ့ခင်မင်မှုတွေတန်ရောစင်နေရဘာနဲ့အာခဏလေးနဲ့ချက်ချင်းပျက်စီးသွားကြတာလေအမအဲ့လိုမျိုးမဖြစ်ချင်ဘူးပေါ့เนาะဒါပေမဲ့ဒီကားထဲမှာတော့အဲ့လိုသားတွေအားစအဲပတ်စံနဲ့ပတ်သက်လာရင်သူကအမေဆိုတာလည်းမရှိခဲ့ဘူးဒါဆိုတော့ အမြတော့ဟိုဟာလောကမှာခံစားချက်မျိုးစုံပါတယ်ပေါ့နော်ကိုရိုးတယောက်တည်းရဲ့ character ထဲမှာတော့အချစ်တွေလည်းပါတယ်အဲမုန်းနေလည်းပါတယ်ကြောက်စရာကောင်းတာတွေလည်းပါတယ်အဲအဲ့လိုမျိုး character မျိုးကိုကဒီကားထဲမှာတည်ယူဆောင်ပါတယ်ပေါ့နော်အဲ့တော့ဒီကလေးနှစ်ယောက်မှာလည်းသူတို့ရဲ့ mood အများကြီးရှိတယ်အဲ့တော့ဒီကားလေးကတာမန်ရိုးရိုးအာအိမ်တော်ကြီးကလည်းမဟုတ်ဘူးပေါ့နော် ်ချစ်တဲ့မုံတွေအတတွေမာနတွေအဲ့ဒါတွေအပြိုင်အဆိုင်ကျောင်းတက်ရအောင်အဲ့လိုကောင်းမျိုးလေးပါဩဩကျွန်တော်ဒီကားပါဗောနော်ဒါဟိုဟွာဗောလူဗောကျော်မင်းတက်နေရလေပေါ့ပြူဆောင်ထားပါတယ်ဒါကတော့ကျွန်တော်ရဲ့မေမေဒီကားကမေမေဖြစ်တယ်ဒါကတော့ကျွန်တော်ရဲ့ညီမိတ်ဆက်လိုက်ပါဩကျော်လင်းထပ်ပါကျွန်တော်ဒီဆောင်ထားမှာကျော်မင်းထက်နဲ့ကျော်လင်းထပ်ပါဟုတ်ကဲ့ဟုတ်ကဲ့အဖေရှင်သေးတယ်အဖေရှိပါလေအဖေရှိပါအဆက်လူကအဖေ စိုးကြမှာလားဆိုတော့ဒီကားထဲမှာတော့တရားမှမကောင်းဘူးကိုကိုယ်လည်းမကောင်းဘူးပါလာတဲ့သူတွေအကုန်လုံးလည်းမကောင်းတကားလုံးကလူတွေကမကောင်းဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲမကောင်းတာဒီကတရားနဲ့တရားပုံစံမတူဘူးပေါ့တရားအပေါ်တရားမကောင်းတဲ့ဟာတွေကတရားနဲ့တရားကလေးကချစ်ကြတွေကတရားနဲ့တရားမာနာတွေတရားနဲ့တရားရုပ်မာတာတွေအဲ့လိုမျိုးတွေကတော့မတူဘူးပေါ့နော်ဒီသားတွေကိုဆိုလဲအရန်ချစ်တယ်ဒါပေမဲ့လည်းအဲကို့ ဘယ်လိုကောင်းလဲကိုယ့်ရဲ့ဥစ္စာပစ္စည်းကိုယ့်ပိုင်ဆိုင်မှုကိုယ်ရနိုင်တဲ့ကိုယ့်ရဲ့ဝေစုကအဓိကဖြစ်တယ်ပေါ့နော်အဲ့လိုဟာမျိုးတာသမီးဆိုပေမဲ့လည်းချစ်တာချစ်တာပဲကိုယ့်ဝေစုနဲ့အဲ့လိုတော့ပြောချင်တာကပတ်ဆက်နဲ့ပတ်သက်လာရင်ပေါ့နော်အဲ့ဒီအချိန်ကြာရင်တာသမီးလည်းမမြင်တော့ယောက်ျားလည်းမမြင်တော့ငါမငါငါပစ္စည်းငါဥစ္စာငါရရမယ်ဆိုတဲ့အတ္တတွေပေါ့နော်အဲ့လိုမျိုး character မျိုးပေါ့နော်

အဲ့ဒါပေါ့နော်ဒါဝိုင်းရင်းမီးဖြစ်တယ်ကျွန်တော်တို့လည်းဒါရေဘဲမှာအများကြီးတင်ပြပေးရပေါ့နော်ဒါအများကြီးသူ့ယူစရာရှိပါတယ်ဒါ idea တစ်ခုတည်းပေါ့ဒါ shooting ပေါ်ရောက်ရင်အဲဘလို့နေထိုင်ရမလဲဆိုတာစဒါအများကြီးသူ့ယူပါဘာလို့ဆိုတော့မကေကပျော့နေတတ်တယ်ဒီကျွန်တော် shooting မှာအကုန်လုံးကဟိုဘလောက်ပဲစိတ်ငြိစိတ်ငြိမကေတယောက်လည်းပျော့ပျော့နေတယ်အဲ့လိုမျိုးပေါ့နော်ဒါကြီးကသူ့ယူစရာတွေပါ အဘယ်လိုမျိုးလဲဆိုရင်ဟိုခုနအမပြောသလိုပဲပေါ့နော်အသားတွေကိုချစ်တော့ချစ်တယ်ငွေကတော့ချင်းချက်ပေါ့ဒါပေမဲ့သားတွေကိုချစ်တဲ့အချိန်မှာဆိုတော့အရန်ချစ်တယ်အဲ့လိုပုံစံမျိုးဆိုတော့လေအမတရုပ်ဆောင်နေဆိုရင်တစ်ခါကျရင်ဒီမှာကျတော့အရန်မအေကိုထက်ဆိုင်သားတွေဘက်ကကျတော့ပတ်စံကိုလည်းပို့ပြီးတော့သွားရပေါ့နော်မတ်တဲ့အပိုင်းသွားရဆိုတော့အခါကျရင်အမအဲ့တရုပ်ဆောင်နေအချိန်မျိုးကျရင်အခုအရန်ဂူဆိုင်အဲ့လိုမျိုးသားအဲ့လိုအရန်အာကိုပြစ်နေကိုကမူးကပြောင်းပြောင်းသွားအဲ့လိုမျိုးလေလိုက်ပြီးတော့အရန်သနာနဲ့အမေးအဲ့လိုမျိုးပြစ်နေပြန်ပြန်ထိန်းနေရအဲ့လိုမျိုး ့အဲဒါကတော့ shooting မှာကတော့အပြင်းနဲ့ဒီလိုပါပဲဘာဖြစ်လို့ဆိုတော့လုံလုံနေရတဲ့အချိန်မှာဘယ်ဟာမှစိတ်နှောက်ရှက်မဖြစ်ချင်ဘူးခေါင်းထဲကိုလည်းဘယ်ဟာမှ minus ဆိုတဲ့ကိစ္စမျိုးတွေမတွေးချင်ဘူးပေါ့ကောအဲအဲ့လိုဟာမျိုးတွေအတွေးတစ်ခုခုရောက်လာတယ်ဆိုရင်အလုပ်ပေါ်မှာပျော်လည်းမပျော်တော့ဘူးစိတ်နှောက်ရှက်ဖြစ်ရတယ်ကိုလုပ်တဲ့အလုပ်ကိုလည်းအများကြီးထိခိုက်ရတယ်ကိုကစိတ်နဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ပျော်နေမှဒီအလုပ်ကိုအာရုံဝင်စားလို့ရတယ်အဲနောက်ဆုံး dialogue ချက်တာအဆပေါ့နော်ဟိုအိုက်တာတယောက်အနေနဲ့ dialogue ရမှ idea ကိုထည့်လို့ရတာဆိုတော့ dialogue ကိုခေါင်းနဲ့မရောက်ရွေးရတော့ဘလောက် item ပဲလာလာဘလို့မှလုံးလို့မရအောင်အဲ့တော့ဒီသားမှာ item တွေလုံးကမဲဆိုတဲ့အခမ်းမျိုးတွေအများကြီးပါတယ်တောင်းတောင်းဟောစကားတွေအခြေခြေပြောရမယ်ဆိုတဲ့ဟာမျိုးက dialogue ကမေ့လို့မရအောင်ပေါ့နော်အဲ့မေ့လို့မရတဲ့အတွက်အဲကိုကိုကိုပြောနေတယ်အဲဘသူပြောပြောမပြောပြောပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကကိုယ့်အလုပ်ကိုလုပ်ရမှာဟိုသူများမပြောလဲဒီအလုပ်ကရက်နေလို့မရအောင်လေအဲကိုမပြောလဲရက်နေလို့မရအောင် အဲဒီလောက်ကသူ့အတူဒီနေ့ဆက်စင်းရိုက်မယ်ဆိုရင်ဆက်စင်းကိုကြကိုကြရမှာဖြစ်တဲ့အတွက်အဲ့လိုကြဖို့ကလည်းကိုယ့်ပေါ်မှာပဲအများကြီးမူတည်တယ်ကိုယ့်ရဲ့စိတ်တွေပေါ်မှာမူတည်တာပေါ့နော်ကိုယ့်စိတ်ကပင်ပန်းနေတယ်ကိုယ့်စိတ်ကနွမ်းနေတယ်ကိုယ့်စိတ်ကမပျော်ဘူးဆိုရင်ဒီလောက်ကအာဒီလိုတစ်စင်းနဲ့ရိုက်နှစ်စင်းနဲ့ရိုက် reject အများကြီးဖြစ်တယ်ဆိုရင်အဲအလုံးမှာနှောက်နေလာမယ်ထိခိုက်လာမယ်ကိုကိုချောင်းပေါ့နော်အဲဒီလုပ်ငန်းကြီးကိုနှောက်မိတာမျိုးမဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်အများနဲ့ပြောပြနေရပါတယ် အအပြင်မှာတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးအပြင်မှာကတော့ဟိုကပတ်စံလဲအလောက်အရင်ချမ်းသာတယ်လို့မျိုးမဟုတ်ဘူးလေဒါပေမဲ့ဟိုရှိတဲ့အနေထားလေးကိုတော့ညီကောင်မောင်နှမလိုအပ်တဲ့သူပေါ့နော်အဲ့လိုမျိုးလေးတွေဆိုရင်တော့အမကကူညီတတ်တဲ့သူပါဟို အဲ့လိုပြောလို့ပတ်စံချီးတယ်ဆိုတာမျိုးမဟုတ်ဘူးเนาะပတ်စံမချီးဘူးသူ့ကိုပါ။ဟုတ်ကဲ့။နောက်နေ့လာချီးမယ်။နောက်နေ့လာချီးမယ်။ဒီကိုရေကတငယ်ချင်းချင်းချင်းဘလောက်ပဲချစ်ချစ်ပေါ့เนาะ။အရင်ရင်းနေတဲ့ငယ်ပေါင်းကြီးပေါ့တငယ်ချင်းနေရာဆောက်အကုန်လုံးကိုပြောထားတယ်။အဲပတ်စံမချီးဘူး။သူ့ကိုမှမချီးဘူး။ မလိုအပ်ရင်တခြားသူတွေသွားချီဘာဖြစ်လို့ဆိုတော့ပတ်စံကြောင့်ခင်မင်မှုတွေမပြတ်ချင်ဘူးချစ်တဲ့တန်ရောစင်တွေမကုံချင်ဘူးပေါ့နော်အဲ့ဒီတွေလည်းဘယ်တငယ်ချင်းမှလည်းကိုယ်စီရမချီဘူးကိုကလည်းဘသူစီရမှပတ်စံမချီဘူးမိဘစံမချီပါဘော obviously obviously တော့ကြောက်မိုးလားအဲ့လိုမဟုတ်ဘူးချင်းတော့အဲ့လိုမဟုတ်ပါဘူးအဲမကြုံဘူးတာကရအများကြီးပဲနော်အဲ့လိုမျိုး အဲအဲ့ဘောဘာကိုလည်းကြားနေရတာပဲเนาะဘာဝင်းချင်ပါလဲအဲ့လိုပတ်စံချိလိုက်လို့ဟိုတငယ်ချင်းချင်းချင်းစိတ်ဝမ်းကွဲရတာဒီမခေါ်နိုင်တာတွေမပြောနိုင်တာတွေအဲ့လိုမျိုးတွေဖြစ်သွားရင်ဟိုနှစ်တည်းအကြာကြီးပြုစုပြိုးထောင်လာတဲ့ခင်မမှုတွေတန်ရောစင်နေရဘာနဲ့အာခဏလေးနဲ့ချက်ချင်းပျက်စီးသွားကြတာလေအမအဲ့လိုမျိုးမဖြစ်ချင်ဘူးပေါ့နော်အဲဒီကားထဲမှာတော့အဲ့လိုတားတွေအားစအဲပတ်စံနဲ့ပတ်သက်လာရင်တို့ကအမေဆိုတာလည်းမရှိခဲ့ဘူး။ဒါဆို ตาดิเปียกๆไล่โอ้ဟုတ်ပါဘူးကျွန်တော်ကဖိတ်ချင်သိကိုယ်ရတဲ့ကိုဖိတ်ပေါ့เนาะဟိုအဲ့တဘောပါပဲကျွန်တော်တို့အထင်မလဲပါနဲ့အထင်မလဲပါတကူးဆိုရှယ်ယာရှုံးနေဆိုရင်သူများကဝဲမှာလေအဲ့တော့မဟုတ်သားတွေကယူလိုက်တယ်အမေရှယ်ယာအဲ့လိုမျိုးဖိတ်ချင်သိကိုယ်ရတဲ့ကိုဖိတ်အမေကလည်းမရဘူးဘယ်သားသားကဝဲလဲလက်မခံဘူးတရားမလားငါပိုင်ဆိုင်မှုကငါနာမည်ပဲဖြစ်ရမယ်အဲ့အဲ့လိုမျိုးပေါ့เนาะအမှန်ဆိုရင်အပြင်မှာဆိုရင်တကယ်သားသားမိတွေချစ်တယ်ဆိုရင်လည်းအဲ တားစီရောက်သွားလဲဒါဘာမှမဖြစ်ဘူးလေနော်အမေပစ္စည်းသားကတော့တားစီရောက်မှာပဲတနေ့တစ်ချိန်ကိုမရှိတဲ့အချိန်လဲသူတို့ရောက်မှာပဲဆိုတော့အတွေ့လေးအတွေ့မိရင်အဲ့လိုဖြစ်စရာမရှိဘူးဒါပေမဲ့ဒါကရုပ်ရှင်ဆိုတော့ဇလန်းတွေကလည်းအဲ့လိုဖန်တီးမှဖြစ်မှာဆိုတော့လည်းအဲ့လိုကိုပိုက်ဆိုင်မှုမှာကိုဖရိုင်ဆိုင်မှုတားတွေလည်းမပေးနိုင်ဘူးယောက်ျားလည်းမပေးနိုင်ဘူးသိရမလားအဲ့လိုမျိုးတွေအဲတားတွေကလည်းဒီပတ်စံနဲ့ပတ်သက်လာရင်လည်းအဲ MA ဆိုတာလည်းမရှိဘူးတခါတလေလည်းသိရမလားဟို ီအမေမျောလင့်နေတဲ့အရာတခုတည်းသူတို့ဝင်လူကျင်လဲလူနေတာပေါ့နော်အဲအဲ့လိုဟာမျိုးတွေအများကြီးပါတယ်အဲဒီမှာကဒီမှာကစုံးနေမစုံးဘူးဆိုတာထက်ကိုဒီပစ္စည်းကိုဘသူရရေးဆိုတဲ့ဟာအဲ့အဓိကပေါ့နော်ပစ္စည်းကိုဝိုင်းပစ္စည်းကိုဝိုင်းကြည့်ပါနော်ဘရက်တည်းနေဘရက်ဘရက်ပါပစ္စည်းကိုဘရက်ဘရက်အတ္တကြီးတဲ့ပြသားစုအဲအတ္တကတကားလုံးလူကြီးရတကားလုံးမှာပါတဲ့သူတွေအကုန်ကြီးရပဲအာဟိုဘက်အချမ်းက မိသားစုကလည်းအတအရန်ကြီးတယ်အဲကိုနေနေတဲ့နေပြိုင်ဆိုင်တာမဟုတ်ဘူးသူတို့အတွင်းထဲကမိသားစုချင်းချင်းသမီးနဲ့အမေအဲမိန်းမနဲ့ယောက်ျားအဲ့ဒါတွေအကုန်လုံးကအတ္တကြီးပြိုင်နေကြတာမရှိပါဘူးသူတို့တွေအဲ့လိုမျိုးတော့ပါလေလက်ကြီးနဲ့အဲ့မဲ့ကကြောက်လေအမပဲပြီးတော့ပေါ်ပြပါလေအမကြီးလည်းငါလုပ်မယ်ကော อืมโอเคโดนมาเลยเนาะตรุยัดไอ้บักเกลโลไปขอเลยဒါသူတို့အနေနဲ့ကအမက ရှေ့ကားမှာလည်းရိုက်ခဲ့ပူလေပေါ့နော်ရိုက်ခဲ့ပူတော့အဲရှေ့ကားထဲပို့ပြီးတော့ဒါအမှန်တိုင်းပြောရရင်ရှေ့ကားထဲပို့ပြီးသူတို့ကဒီကားမှာ item ပို့ကောင်းလာကြတယ်အာ အိုက်တာတယောက်မှာအိုက်တင်ကောင်းဖို့ဆိုတာကလည်းသူတို့ကလောက်ွက်ရဖို့လည်းလိုတာပေါ့အဲလောက်ွက်ရတဲ့ character ဖြစ်မှာပဲသူတို့လည်းသူတို့တက်တဲ့ပညာကိုထုတ်ပြခွင့်ရမှာလေအဲကိုယ်ကိုလာပေးတဲ့ character ကလောက်ွက်မရဘူးဆိုရင်လည်းသူတို့ဘလောက်တော်တော်တက်တက်လောက်ပြခွင့်မရဘူးပေါ့နော်ဒါပေမဲ့ဒီကားမှာသူတို့နှစ်ယောက်ဆိုတော့လောက်ပြခွင့်ရကြတယ်အဲလောက်ပြခွင့်ရကြတဲ့အတွက်သူတို့လောက်နိုင်နေဟာပေါ့နော် အဲအကယ်လို့လိုအပ်တယ်ဆိုလဲအမနဲ့ရိုက်တဲ့ခန်းတိုင်းရတော့အမလိုအပ်ရင်သူတို့အကုန်လုံးပြောပြတယ်။ဘယ်နေရာဆိုရင်တော့ဒီလိုလေးလောက်ပါတားရေးဘယ်နေရာဆိုတော့ blue tin ပေါ့နော်။အဲအဲ့လိုမျိုးလေးတော့သူတို့ပြောပြပါတယ်။သူတို့ကိုနဲ့ရိုက်တဲ့အခန်းကြီးအကုန်လုံးကတော့သူတို့ကအရင်တည်းပိုတော်လာတယ်လို့ကိုယ်စိတ်ထဲမှာခံစားမိတယ်။အဲဆင်းနေပါရင်မှာဆိုရင်လည်းအမအမြဲတမ်းသင်ပေးတယ်။တခုဆိုတော့ဆိုဒီ5 4 3 2 action ကိုကျွန်တော်ပြောမဲ့ dialogue ရှိတယ်။လူဘယ်နှယောက်ရှိတယ်။အဲ့လိုဆိုတခါကင်မရာဘက်လက်လို့အဲ့လိုဆိုရင်မဟုတ်ဘူး။အမကင်မရာကိုကြောပြင်ပေးထားမယ်။ပြောကန်ဒီချာ ာလှည့်လိုက်မယ်အဲအဲ့လိုမျိုး idea ရှင်လို့ရတဲ့ဟာမျိုးတွေသူဆိုတခန်းတလေအဲ့မတို့နဲ့တခန်းတော့ဆိုရင်သူဆိုဘာမှမပြောဘာမှမပြောရပဲနဲ့အမမပါဘူးပေါ့နော်သူကသူရိုက်တဲ့အခန်းဆိုရင်အမထိုင်ကြည့်နေတယ်အဲသူဆိုဘာမှလည်းစကားပဲပြောအောင်ဒီလမှာမတက်ရနေရတယ်အားနဲ့သူ့ကိုကက်ဆယ်ပဲအချိန်မှာသွားပြောလိုက်တယ်ဒါအဲ့လိုတော့မတက်ကြည့်ရတောက်လျှောက်မြည်ရနေတခါတလေလည်းဘေးဆောင်နေတခါတလေကြောပေး တစ်ခါတလေကြမပြန်ပြီးတော့ကြောပေးပြီးလှဲ့ကြည့်ပေါ့နော်ကို movement item ရတာပေါ့ဒီလိုမျိုးကြီးမတက်ကြည့်ရနေတဲ့ခြေကြတော့ကိုဘာမှလောက်ွက်မရှိလဲအဲဒီလိုရက်နေဖို့အဆင်မပြေဘူးလေအပြင်းမဆိုရင်ဒီလိုရက်နေပေါ့နေချမနေမှာပေါ့ကိုလှုပ်ချင်တယ်လှုပ်မှာပေါ့ရုပ်ရှင်ရိုက်လို့ဒါကိုကဒီနားမှာရက်ဆိုရင်ရက်နေရတာလေအဲ့အတွေးကိုလည်းဖယ်ခိုင်းတာပေါ့နော်သူဟိုအတွေးကြုံရနေပြီဆိုရင်မလည်းလို့တဘာကတော့ကွာတာပေါ့အဲ့ဒါလေးကို ဘယ်ဆရာစားမချင်ဘူးเนาะဒါသင်ပေးတယ်အများကြီးအမှားတော့ရှင်းရှင်းလေးပဲဟိုအဲ့လိုတော့မရှိပါဘူးဘာလို့ဆိုတော့ဟိုအကူရောညီရောနှစ်ယောက်လုံးအမေနဲ့စုံနေစနေဆိုတာလည်းပြောတားမိဈားထဲမှာဖြစ်ပြနေတဲ့အာမျိုးပဲဆိုတော့အာသူနဲ့ကိုနဲ့အပြိုင်မှမဟုတ်ပါဒီမှာတားတားအမိပဲဆိုတော့အဲ့လိုမျိုးဖြစ်ပါတယ်ကိုယ့်ရဲ့ character ပေါ်မှာကိုယ်အကောင်းဆုံးပုံပေါ်ချာအဲ့ဒါမဂီလူပဲ official official ပါပဲမရှိဘူးဟိုတောင်းနေဆိုရင်တော့ဟိုကိုယ်တက်နိုင်တဲ့ amount လေးလောက်ဆိုရင်တော့ပေးလိုက်တယ်ပြန်မဆက်နဲ့ လို့ချီးရဆိုဘာလို့လုပ်နေလဲနော်ချီးရဆိုဘာလို့လုပ်နေမျောမမျောလင့်ချင်ဘူးတရားစီကလေပေးလိုက်ပြီဆိုရင်ပြန်ရချင်တယ်မျောလင့်ချက်ရှိရလေနော်အဲ့တော့ဘယ်အောင်မှမမျောလင့်ချင်ဘူးပေးနိုင်ရင်ပေးနိုင်တဲ့အမောက်လောက်ပေးလိုက်တယ်ပြန်ပေးစရာမလိုဘူးအဲ့ဆိုတပိုင်းဖြတ်သွားပြီနော်အဲဒီမြလေးကတစားကားတွေလည်းမတူခန်းစားချက်ပေါ့ဘောင်းဆောင်ပါတဲ့အတွက်ပေါ့နော်အာဒီကလေးတွေကလည်းအရန်ကိုစူးစမ်းထားပါတယ်အဲ့တော့အဲ NPLUS မှာ ဗနေနေလာပါလေအာဆောက်ရောက်ရပါညာကြီးလည်းကြိုးစားထားကြရတယ်ဖိတ်ပြီးတော့လည်းအရင်ကောင်းတယ်ဟမ်ပြီးတော့ကျွန်တော်ခုနပြောခဲ့တယ်လို့မျိုးပဲပေါ့နော်အဲ့ဒီမှာဘာရှိမလဲဆိုတော့ဒီ post လေးစတင်ကြရပါတော့လို့ပေါက်တယ်ဇကြန်ကားဆိုပြီးတော့လည်းနေလေလေဗင်းကြီးတဲ့ကျိုးတုတ်တယ်အဲ့လိုမျိုးလေးနေပေါက်တာလေအဲ့လိုမျိုးဆိုတော့ဒီတက်ဒီတက်ပို့ပြီးတော့ကျမ်းမဲ့ရလေးအများကြီးပါတယ်အဲလူတွေရဲ့အနဲ့အပြောင်းတွေအဲ့လိုမျိုးလောဘဒေါသမောဟတွေအကုန်လုံးမြင်ရမှာဆိုတော့အားလုံးကစိတ်ဝင်စားနေအားပေးဖို့အတွက်လည်းဖိတ်ပါကျွန်တော်ဖိတ်ပါ